ကျွန်တော်ရဲ့ကန်တွေအကုန်လုံးကဒီကလေးတွေရှိကိုရောက်သွားသလိုမျိုးဖြစ်သွားတာပေါ့နော်အခုထွက်ပါတော့ကိုယ့်ရဲ့ကန်ကောင်းမယ်ဆိုတော့ကိစ္စတွေကလည်းချောကြီးပေါ်မှာဖြစ်သွားသလိုပဲသူအိမ်ကလူကြီးရတယ်ပြောတယ်နော်မင်္ဂလာဝင်ကင်းရှိရဲလို့ဘာလို့ပြောရင်အိမ်ကလူကြီးကကိုဘော့ထင်တာပေါ့အေးလက်ထပ်ဖို့တွေပါရင်များမင်းစီးစမ်းထားတာပညာပေါ့အဲကိုယ်လက်ထပ်ဖို့မဟုတ်ဘဲနဲ့သူ့ရဲ့လက်ထပ်ဖို့ဖြစ်သွားတာပြီးတော့လေအဲရတနာဝင်ကင်းရှိတယ်ဆိုပြီးတော့ပြောတော့ဟောရတနာဝင်မယ်ဆိုဘာများလဲကွာစောင့်တာအဲသူ့ရဲ့ရတနာသသမီရတနာတွေမွေးလာတာ လူတွေနဲ့ဖြစ်သိချင်တာကတော့ကျွန်တော်ချော့ပူလုံးပဲဖြစ်သိချင်တာပေါ့နော်အခုလည်းဆိုတော့ချော့ပူလုံးကိုကျွန်တော်လူအနေနဲ့မြင်ရတယ်ကျွန်တော်လည်းပို့ပြီးတော့အကြာကြီးနေရမှာပေါ့နော်အခုအကြောင်းဖြစ်နေတဲ့အတွက်သူ့ရဲ့တက်တန်းလေးစီးရချင်ရန်တူတော့လေဟိုချစ်ရတာအာမရဘူးပေါ့နော်အခြေသုံးကတော့ချောချောကြီးပဲပေါ့အခြေသုံးကတော့ဘလောက်ပဲပြောမှမသာအခြေသုံးကချောကြီးပဲဟိုပြောမှဆိုရင်သူ့ကိုကျွန်တော်ကြောင်းတစ်ခုစာမပို့ရသေးရကျွန်တော်အကုန်လုံးလုတ်ပေးပြီးသွားပြီဟောစာလည်းမွေးပြီးသွားပြီ မိမလည်းပေးသားပြီးသွားပြီကလေးလေးပေးသားပြီးသွားပြီပြောမှဆိုရင်အမွေအမွေလည်းပြောမှဆိုပေးလို့ရရင်ပေးလိုက်ချင်သေးရပေါ့နော်ဟိုမိဘဝတ္တရားတွေနဲ့ကျွန်တော်အကုန်လုံးကြောင်းတကောင်းပေါ့အကုန်ကျွန်တော်အကုန်လုံးပြီးသွားပြီပေါ့နော်ကိုရင်တော့ပြောတာသုတ်ဘလောက်ပေးမှန်းလဲပေါ့နော်အဲ့တော့ ဒီဘာမေးပြီးရောင်းလို့ရောင်းနိုင်လား तू ဘယ်လောက်ပေးနိုင်မေးမဲ့ဘယ်လောက်ပေးမှာတော့ဘယ်လောက်ပေးနိုင်လဲလေရောင်းနိုင်မှာမဟုတ်လေငါပြောမယ်ဆိုဒါကဟိုအပေါ်တော့ပတ်တန်နီးပတ်တန်ကြီးရှိရဲ့ပြည်သူတူဖြစ်သွားပြီပေါ့နော်အဲ့တော့ဘယ်လိုမှတန်ဖိုးလည်းဖြတ်မရဘူးဘယ်လိုဒီကစားသူတွေမှလည်းကျွန်တော်ဘယ်သူ့မှလည်းမရောင်းနိုင်ဘူး ခံမျိုးကျော်ပါဒီလက်လေးဘောကတော့ပြည်ပြည်ပေါ့နော်ဒီဘက်ကတော့အလုံးသီးတဲ့ဒီချောလေးပဲဖြစ်ပါတယ်ချောပူလုံးလေးပါတက်ကရူလောတဲ့သူက6နှစ်ရှိပြီဗျပြီးခဲ့တဲ့ဒီ17ရက်17လပိုင်းနေ့ရက်နေ့ကပြည်သွားတာကျွန်တော်စီကိုသူကအသက်တနှစ်ခွဲလောက်မှဆက်ရောက်လာတာကသူကသူ့အိပထမရောက်လာလေဆိုတော့ဒီသူသူ့ရဲ့ရင်မေပေါ့မေမေကနေပြီးမှသူကဒီရိတ်တာသွားရင်လည်းလာပူရင်းကနေမပြန်ဖြစ်တော့ဘူးကွာเนาะကျွန်တော်အိမ်ကျွန်တော်ရှိဘူးပဲသူကလွမ်းနေရတယ် အနေမဲယူလိုက်တော့ဗောနော်ကျွန်တော်နဲ့နေရတာသူပျော်သွားတာဗောအဲ့လိုပျော်သွားတဲ့အချိန်မှာမှကျွန်တော်ရှီကိုရောက်လာတာသူကဟိုတဖြည်းဖြည်းနဲ့သူတော့တူးလာဗောပထမဆုံးသူ့ရဲ့ပုံစံကဒီမျက်နှာအရန်ကြီးအဲ့လောက်ကြီးမကြီးသေးဘူးဗောနော်ဒါပေမဲ့တဖြည်းဖြည်းသူ့ရဲ့မျက်နှာသူကဒီပြောရမယ်ဆိုရင်ခန္ဓာကိုယ်ကဝါတာမျိုးမဟုတ်ပဲねသူကတော့ body fitting ရောမျက်နှာတဖြည်းဖြည်းကြီးလာတော့ကျွန်တော်လည်းမျက်နှာကြီးကကြီးလာတယ်တူးလာတာဗောတကယ်လည်းဟိုပြောမယ်ဆိုခန္ဓာချက်ကတော့တကယ်မိပတ်နဲ့သသမီပဲဗောနော်ဟိုတော့ခါလေးကိုထက်တော့မှသူကပို့ပြီးတော့အရေးကြီးသေးတယ်ဟုတ် ဒါတွေကြတော့ပြောရမယ်ဆိုရင်သူများတွေကတော့ထင်မှာပေါ့ဒီကြောင်လေးကကြောင်နှကောင်ပဲဗာထူးဆန်းတာရှိလို့လဲဆိုပြီးတော့နိုင်မယ်လို့ရင်းထဲမှာတော့ကိုသားသမီးလို့ပဲအခုသူကမြေးနေတောင်ရနေ ူကြိုက်တာကသူကြိုက်တာဘယ်လိုမျိုးလဲဆိုတော့အဲသူ့ကိုဂီူးဆိုင်ပြီးတော့ပေါ့နော်ဟိုဘာလို့လို့လောက်ပြီးရကြတယ်ပေါ့ငါသားလေးလာပါအောင်လို့အဲ့လိုအဖေးကိုရမ်းချစ်တာမင်းအတိလာပါညာဖေးကရမ်းချစ်တာပါညာတိလာသူအရမ်းကြိုက်တယ်ရမ်းသဘောကျတာသူကအဲ့လိုခေါင်းလေးတွေကိုဒီလိုမျိုးလေးပွတ်ပေးတယ်သူကသဘောကျတယ်တနေ့လုံးနေအဲ့လိုမျိုးဆိုရင်ကျွန်တော်ကကြာသူ့ကိုဘယ်လိုမျိုးထားလဲဆိုတော့တအိမ်လုံးကြိုက်တဲ့နေရာမှာမိကြက်ကြက်လို့နေဆိုတဲ့သဘောကျတယ်သူကကျွန်တော်အိမ်မှာနေရတာသူကပို့ပြီးတော့သဘောကျတယ်ကျွန်တော်ကသူ့ကို တေးပေါလည်းမပြောဘူးအိမ်သားတွေမနာမပြပြမပြောဘူးဘာကုတ်ကုတ်ကျွန်တော်တခေါက်မှမပြောတဲ့ပြင်သူ့ကိုပေါ့နော်ငါသားလုတ်ငါသားသဘောငါသားလုတ်ဆိုရင် तू ကသဘောကျအဲ့ကျွန်တော်လည်းနေရတာ तू ကအဓိကပြောတဲ့အကြောင်းရင်းအဲ့ဒါတွေကျွန်တော်သူ့ကိုဘာမှပိတ်ပင်မထားဘူးပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်အိမ်မှာလည်းကျွန်တော်ကဟိုဘယင်ဆိုတော့ဟို तू ကလည်းအဲ့လိုပေါ့ဘာနေနေ तू ပြီးကျွန်တော်ပြီးရင် तू ကအကုန်လုံးပြီးရတာဆိုတော့ तू အဲ့လိုမျိုးနေရတာသဘောကျတာလေ အဓိကများသောအားဖြင့်ကတော့ကျွန်တော်တို့ကဒီစိတ်က connection ရှိတယ်ပေါ့နော်ဟိုနေရာလဲကြာတာများတော့အဲသူသူသူဘာလုပ်မယ်ဆိုတာကိုကျွန်တော်ကကြိုပြီးတော့တိပြီးသားဒီဒီကိစ္စကလုတ်ပြီးသွားရင်ဒါလုတ်တော့မယ်ဆိုတာကျွန်တော်ကသိတယ်လို့အဲသူကလည်းအဲကျွန်တော်စိတ်ကိုသူကသိတယ်ကျွန်တော်ရဲ့သကားသံနဲ့မူတည်ပြီးတော့သူကပြောင်းသွားတယ်အတန်မာဝါရင်ဒါစိတ်ဆိုးနေတာသူသိတယ်လို့အတန်ပြော့ပြော့ချစ်တယ်သူချွဲခံရမယ်သူကလည်းသိတယ်အဲအဲကြောင့်များသောအားဖြင့်ဗီဒီယိုတွေရိုက်တော့မယ်ဆိုရင်သူဘာလုပ်တော့မယ်ဆိုတာကိုကျွန်တော်ကသိနေတဲ့အတွက် ကြိုပြီးတော့ဟိုကင်မရာဖွင့်ထားလို့ရတယ်ပေါ့နော်အဲကြောင့်မလို့အများဆုံးအဖြစ်ဗီဒီယိုတွေကဟိုဘောတော့သူ့ရဲ့ fan တွေကြိုက်ကြတာပါအဓိကကတော့ကျွန်တော်တို့အခုဆိုရင်တော့ဖြင့်ဘေးနားမှာရက်နေတဲ့ကြောင်လေးတစ်ကောင်ကိုမြင်တွေ့မှာဖြစ်ပါလေပူ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 ပတ်ပူ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 ပတ်ပူ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 ပတ်ငလျင်ပြီးရနောက်ပိုင်းမှာကျွန်တော်ကသုံးမြချက်ချလိုက်တာပေါ့လေကင်းကလို့ပေါ့ကိုချစ်တဲ့သူနဲ့နေရဖို့အရေးကြီးရည်နော်အဲ့တော့ ဟိုတခြားပတ်စံလေးပါရီအနောက်ဆိုပြီးဒီကလေးနဲ့ပဲကျွန်တော်ဒီကလေးအသက်ရှိတဲ့ဒီပေါ့နော်သူအသက်မရွှေ့တဲ့ကျွန်တော်နေဦးပဲဆုံးဖြတ်လိုက်ပြီးတော့သူနဲ့ပဲကျွန်တော်ကနေတော့တာကျွန်တော်ရဲ့ကံတွေအကုန်လုံးကဒီကလေးတွေရှိရောရောက်သွားသလိုမျိုးဖြစ်သွားပါပေါ့နော်အခုထွက်တော့ကိုယ့်ရဲ့ကံကောင်းမယ်ဆိုတော့ကိစ္စတွေကလည်းချောကြီးပေါ်မှာဖြစ်သွားသလိုပဲအဲ့လိုကိုဘာကံကောင်းလာပဲကိုယ့်ရဲ့ပေါ်တော့လူပြောပြောလူတွေလိုမျိုးပေါ့ရတနာတွေဘာတွေဝင်မယ်ဘာညာဆိုရင်အဲသူရတဲ့ရတနာ ဖြစ်သွားတာ ိုးရတဲ့နာမဟုတ်ဘဲနဲ့ဟိုကဲမှာတော့ရတဲ့နာဆိုကလေးပေါ့နော်သူအိမ်ကလူကြီးရတယ်ပြောတယ်မင်္ဂလာမင်္ဂလာပေါ့နော်မင်္ဂလာဝင်ကင်းရှိရတယ်လို့ဘာလို့ပြောရင်အိမ်ကလူကြီးကကိုပေါ့ထင်တာပေါ့အမင်းတတိထားပေါ့နော်ဘာလို့ဘသူဒီနဲ့ပေါ့ပေါ့အသာပေါ့အမင်းမင်္ဂလာတွေပါရှိရပေါ့ဟိုဟိုကန်ကောင်းပါရှိရပေါ့မိဟိုပေါ့နော်အေးလက်ထပ်ဖို့တွေပါရများအမင်းစီးစမ်းထားတာပါညာပေါ့အဲ့ကိုလက်ထပ်ဖို့မဟုတ်ဘဲနဲ့သူ့ရဲ့လက်ထပ်ဖို့ဖြစ်သွားတာပြီးတော့လဲအဲရတနာဝင်ကင်းရှိတယ်ဆိုပြီးတော့ပြောတော့ဟောရတနာဝင်မဲ့ဆိုဗာများလေကွာစောင့်တာ အသူ့ရဲ့ယရနာသသမိယရနာတွေမွေးလာတာအဲ့လိုမျိုးတွေပဲရှိတယ်။ तू ကအများသောအားဖြင့်ကတော့သူ့ရဲ့စိတ်ကဟိုပုရမူရင်းပုံစံအောင်က तू အဲ့လိုမျိုးပေါ့နော်။အဲစိတ်နည်းဟိုပေါ့စိတ်မှန်တဲ့ပုံလေးနဲ့နေတာပေါ့နော်။တကယ်တမ်းသူ့ရဲ့ငကို original ရုပ် तू အိမ်မှာနေလဲအဲ့လိုရုပ်ကြီးနေအဲဆိုင်ရှိမှာကျွန်တော်ဆိုင်ရှိမှာစောင့်ရင်လဲအဲ့လိုရုပ်ကြီးနေပေါ့နော်။မျက်နှာကြီးကဟိုရှစ်ခေါက်ချိုးကြီးနေလူတွေလိုက်ကြည့်တာပေါ့နော်။ဒါသူ့ရဲ့သူ့လူချစ်ချရဲ့ trainer ပေါ့လူတွေအားလည်းဒီလိုမျိုးကြည့်တာကြီးဟိုပေါ့နော်။သဘောကျကြတယ်လေ။ အဲကျွန်တော်ကပြောရမယ်ဆိုရင်တော့ဒီကက်ပါဆန်မဟုတ်ဘူးကျွန်တော်ပြောရမယ်ဆိုကျွန်တော်ကအဝီရီသဘောကြတယ်အဝီရီပဲမွေးချင်တယ်ဒါပေမဲ့ဖြစ်ချင်တော့လေအဲကလေးကရောက်လာတာပေါ့ဒီကလေးရောက်လာတော့အဲဒီကလေးကိုမွေးရနေပြီမှလုံးဝကိုကက်ပါဆန်ဖြစ်သွားပြီးတော့ကြောင်မှကြောင်ကြောင်ပဲပေါ့နော်ဒါအဝီရီလည်းချစ်တယ်ဟိုကဒီကက်တွေကိုလည်းချစ်တယ်သူတို့သူတို့တွေနဲ့နေရရင်ဟိုတကယ်ပြောရရင် healing ဖြစ်တယ်ပေါ့ညီမလေးရဲ့ဟိုစိတ်ထဲမှာလည်းဒီမှာသူတို့ရဲ့နေရာလိုက်ရင်လုံးဝဘဝကတော်တော်လေးကိုနေလို့ကောင်းတဲ့ထဲမှာပါတယ်စိတ်ညစ်စရာကြီးအရင်မရှိတော့ဘူးเนาะအဲဘယ်သူမှမရှိရင်ရတယ်ဒီကလေးတွေရှိရင်အဆင်ပြေဒီကလေးတွေရှိရင်နေရာမှာကျွန်တော်နေရရင်ကျွန်တော်ပြောတယ်ဟိုထပ်ပါတော့ဟိုတိတ်ဟိုဘာမှတော့ဟိုလူတွေပြောလို့ပြောပဆက်အများကြီးရှိမှလည်းပြောလို့မဟုတ်ဘူးလीเนาะအဲဒီကလေးနေရတာဟိုကကျွန်တော်တို့ကပြောမှာ နိဗ္ဗာန်ပုံမှာနေရတယ်လို့ပဲပေါ့နော်တကယ်ကိုပျော်စရာကောင်းတယ်အခုကိုကိုထားပါတော့ကိုတိကျရင်လည်းတို့ရောရှိတယ်ဟောတို့ရှိရောကိုကလည်းထိမကျန်တော့အဲ့တော့တကယ်ကိုပြောမှဆိုရင်တော်တော်လေးနေလို့နေလို့လဲကောင်းတယ်နေလို့လဲပျော်တယ်အဲဟိုတခါတချို့ကတချို့တွေကတော့ပတ်စံရှိမှပျော်ပြောမယ်မဲပစံအလိုပြောပြောရှင်းစရာတွေဝယ်လို့ရရဆိုပေမဲ့ဒီလိုမျိုးလေးတွေရှိလာတော့ပစံအလိုတော့သိရေးမကြီးတော့ချုပ်ဘူးလို့ရင်တော့ပြောတာချုပ်ဘူးဘလောက်ပေးမှလဲပေါ့နော် အဲ့တော့ဒီဘလောက်ပေးပြီးရောင်းလို့မရောင်းနိုင်အောင်တော့ဘလောက်ပေးနိုင်မိဘဘလောက်ပေးမှာတော့လို့ဘလောက်ပေးနိုင်တယ်လဲရောင်းနိုင်မှာမဟုတ်လीเนาะပြောမယ်ဆိုဒါကဟိုအပေါ်မနော်အတန်နီးပတ်တန်ကြီးရှိရဲ့ပြည်သူတကူဖြစ်သွားပြီပေါ့နော်အဲ့တော့ဘလို့မှတန်ဖို့လည်းဖြတ်မရဘူးဒီမိသားစုလေးမှလည်းကျွန်တော်ဘသူ့အမှလည်းမရောင်းနိုင်ဘူးအဓိကတော့ဒီဟိုပြောမိသားစုလေးကိုမကွဲစေချင်တာလည်းပါပါတယ်အဲ့တော့ဘသူ့မှလည်းဘသူဓာဝဲသူတွေလည်းရှိတယ်ဘလောက်ပေးမှမလုံးပေါ့နော်ချုပ်ဘူးလုံးကြီးကိုပေးပါလားတို့ပါမပေးဘူးပေါ့ပေးလည်းမပေးနိုင်ဘူးလို့ ဟိုနော်ဒါလေးကဟိုအဖိုးမဖြစ်နိုင်တဲ့ဟာလေးပါဆိုပြီးတော့ပြောပြီးတော့ဟိုပြောရတာပေါ့လीနော်တော်တော်များများကလည်းမွေးကျင်လာတယ်မွေးလဲမွေးနေကြမှာနော်ချောပုလုံးတို့ကြည်ပြီးတော့ပေါ့နော်ဟိုကြောင်လေးတွေမွေးလိုက်ပြီးလို့ပါလို့လာပြကြတယ်ပေါ့နော်ချို့ကလည်းနှစ်လားလေးစမွေးလိုက်တာလို့ပေါ့အဲကျွန်တော်တငယ်ချင်းတောင်မှအဲသူပြီးခဲ့တဲ့ခေါက်ကသူကြောင်စမွေးနေပြီအဲဒါပေမဲ့ကျွန်တော် ပြောလိုက်ပါတယ်အဲနောက်ဆုံးတော့မင်းတို့တွေသိလာမှာပါလို့ငါမကြမ်းမှုလူမျိုးချစ်တယ်ဆိုတဲ့အကြောင်းမင်းတို့သဘောပေါက်လာမှာပေါ့နော်အဲသူသူကလည်းအဲ့လိုကျွန်တော်မနေ့ကဖုန်းဆက်တာပေါ့ ငါလဲတဲ့အဲ့လိုပဲသဘောပေါက်နေပြီတဲ့ဒီကြောင်လေးကိုပေါ့နော်ဟိုကြည်နေဒီပြောင်လေးရှိနေမှာကြောင်လေးကိုပေါ့ကိုယ့်ရဲ့ဂရင်ဘေးမှာရောက်နေမှာကိုအိပ်ပျော်တဲ့နေရည်တွေကိုရောက်တော့မယ်ထင်နေဆိုပြီးသူဖြစ်နေပြီအဲ့တော့ဟိုဒီကိန်းပြောရရင်တော့တကယ်ကိုကိုကိုပေါ့နော်စိတ်စိတ်ညစ်စရာတွေဖြစ်လာရင်စိတ်ရငင်စရာတွေဖြစ်လာရင်အဓိကပြောချင်တာကဟိုဒါလေးတွေကဟိုဆေးလိုမျိုးပေါ့နော်အမြန်ပျောက်တဲ့ဆေးလေးတွေပါလူတွေနဲ့ပြည့်စုံနေတာကတော့ကျွန်တော်ချုပ်ပလုံးပဲဖြစ်နေကြတာပေါ့နော်အပြောရဲဆိုတော့ မ်ဆွဲဖို့လုံကိုကျွန်တော်လူအနေနဲ့နေရတယ်ကျွန်တော်လည်းပို့ပြီးတော့အကြာကြီးနေရမှာပေါ့နော်အဲခုအကြောင်းဖြစ်နေတဲ့အတွက်သူ့ရဲ့တက်တန်းလေးစီးရချင်ရမ်းတူတော့လေဟိုချစ်ရတာအားမရဘူးပေါ့နော်အခြေသုံးကတော့ချောချောကြီးပဲပေါ့အခြေသုံးကတော့ဘလောက်ပဲပြောမှမသာအခြေသုံးကချောကြီးပဲဟိုပြောမှဆိုရင်သူ့ကိုကျွန်တော်ကြောင်းတစ်ခုသာမပို့ရသေးရကျွန်တော်အကုန်လုံးလုပ်ပေးပြီးသွားပြီဟောစားလည်းမွေးပြီးသွားပြီမိမလည်းပေးစားပြီးသွားပြီကလေးလေးပေးစားပြီးသွားပြီပြောမှဆိုရင်အမွေအမွေလည်းပြောမှဆိုပေးလို့ရရင်ပေးလိုက်ချင်သေးရပေါ့နော် ဒါပေမဲ့ခက်တာကိုကသူကကိုထဲတတန်းတူရဲ့မျိုးလေးတွေဖြစ်နေတဲ့အတွက်အဲ့ရတော့မဖြစ်နိုင်တော့ဘူးပေါ့ဟိုမိဘဝတ္တရားတွေနဲ့ကျွန်တော်အကုန်လုံးကြောင်းတကောင်းပေါ့အကုန်ကျွန်တော်အကုန်လုံးပြီးသွားပြီပေါ့နော်အဲ့လိုပဲအဲ့လိုပဲပြောရမှာပေါ့သူသူမိသားစုနဲ့သူဖြစ်သွားပြီလေအဲကိုကသာကိုဘသူတွေတစ်နေရာရည်မယ်သူတို့ကြမိသားစုလေးတွေဖြစ်သွားပြီဆိုတော့သူ့စားကိုလည်းဝမ်းသာတာပေါ့လေနော်သူ့မှာသူ့မှာမိမရှိတယ်သူ့မှာကလေးရှိတယ်အဲသူ့မိသားစုပေါ့သူ့မှာအဖေလည်းရှိတယ်အဲ့လိုမျိုးပေါ့ဟုတ်တယ်ပြီးတော့သူ့မှာလည်းသူ့ကိုချစ်တဲ့သူတွေကလည်းအများများတော့လေ အခါကြီးတော့ဟိုတော်တော်လေးကိုဝမ်းသာပါဘာလို့လဲဆိုတော့တခုခုချော်ကြီးတခုခုဖြစ်သွားဟိုက်လာချော်ကြီးကိုမတွေ့ဆိုရင်ကျွန်တော်တို့ဒီပိုသေးတခုနှစ်ခုမတန့်ရီကိုစိတ်ပူပြီးတော့ဖုံးစကြတဲ့အမတွေရှိတယ်။အော်ဘာဖြစ်တာရောစိတ်ပူလို့မရတဲ့အမတွေလည်းရှိတယ်။အဲ့ဒီအမတွေကလည်းတကယ်ဟိုပေါ့နော်ဟိုတကယ်တကယ်သူတို့ကဟိုချောမျက်နာကိုမြင်မှသူနေ့တစ်နေ့ကိုသူကစတင်ဖို့အဆင်ပြေတဲ့သူတွေလည်းများတယ်။အဲ့လိုတွေလည်းရှိတယ်။အဓိကကတော့ကျွန်တော်တို့ဒီ ကိုရဲ့ဒီကိုမွေးလိုက်တဲ့ကြောင်လေးတွေခွေးလေးတွေမှမဟုတ်ပါဘူးအခြားဒီလမ်းမေးမှာရောက်နေတဲ့ကြောင်လေးတွေခွေးလေးတွေကိုလည်းဟိုကိုသားသမီးလေးလိုပဲဘောနော်ဟိုကျွေးမွေးတာအကောင်းရင်တော့ကျွေးမွေးပေးကြရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ဒီသူတို့သူတို့ကလည်းကိုလူကျွေးမှာစားရတဲ့မျိုးလေးတွေဖြစ်လို့အဲအဲ့လိုများများကျွေးတော့လေသူတို့ပေါ်ပါလေးတစ်ခေါက်တောင်နည်းသွားတာပေါ့နော်အဲ့လိုပဲချော်ကြီးမိသားစုကိုချစ်ပေးတဲ့သူတွေတယောက်ချင်းသိတဲ့အောင်လဲကျွန်တော်ကျေးဇူးတင်ပါတယ် အော်အလုံးချစ်ပြီးလို့လေဒီမိသားစုလေးကခုလိုမျိုးပေါ့နော်အချင်းကြာကြီးရှိနေနိုင်တာပေါ့နော်အားကြောင့်မို့လဲနောက်လည်းဆက်ချစ်ပြီးကြပါအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ်